မင်္ဂလာပါရေပေါ့ဟုတ်ကဲ့မင်္ဂလာအခုအလုတ်သွားလို့တော့မှာဆိုတော့မိကွန်လေးတစ်ခုလောက်မေးချင်လို့ပါဒီခီးကျန်းလားဒီခီးကတော့ရှယ်ချမ်းရှယ်မိုက်ဘလို့ပဲချမ်းချမ်းပေါ့သူတို့ဘက်ဘလောက်ပဲချမ်းချမ်းဒီခီးကျန်းကိုကျွန်တော်တို့အားလုံးညီညီညာညာနဲ့စုပေါင်းပြီးတော့ရှောက်ကြမယ်ဆိုလို့ချင်းဘလောက်ပဲချမ်းချမ်းကျွန်တော်တို့ကကျွန်တော်တို့လူချင်းနဲ့ရင်မချက်ပန်းတာကျွန်တော်ရောက်အောင်သွားမှာပါโอเคလေးစားပါရေပေါ့ဟုတ်ကဲ့ပါဒီခီးကျန်းလား အဲ့လိုတော့မဟုတ်ဘူးအဲ့လိုတော့မဟုတ်ဘူးဒီကြီးကြမ်းလာရေပေါ့ကြမ်းပါမကြမ်းဘူးโอเคရေပေါ့ဒီကြီးကြမ်းကြမ်းပါဘူးမကြမ်းဟာရေပေါ့ကြီးကဒီကြီးမကြမ်းဘူးဆိုတာနော်ဒီကြီးကြမ်းလာကြမ်းတာပေါ့ရှေ့ဆက်လဲပို့ပြီးတော့ကြမ်းဘူးဘာဆက်လုံးဆက်ချကြရဒီကြီးကြမ်းကြမ်းတာဘူး တော့ရဲဘော်တွေကဒီဒီခီးကြမ်းလာနဲ့ပတ်သက်ပြီးတော့တော့သူဆက်ပြုတ်ကြမဲ့လူရှိတယ်ဆက်ကြုံရမဲ့လူရှိတယ်ပေါ့နော်အကိုဘာနဲ့ဖြည့်သွားကြပြီအဲဆိုတော့ညီလေးသိကျင်တယ်ပေါ့နော်အဘာလို့လဲဆိုတော့ညီလေးဒီရဲဘော်တွေနဲ့ဝေးကွာနေတာကြာပြီရဲဘော်နဲ့ဝေးကွာနေတာကြာပြီဆိုတော့တော့ဘိုးတို့ဒီဒီခီးကြမ်းလာနဲ့ပတ်သက်ပြီးတော့တော့ပွားရဲတဲ့အချိန်မှာသူဘလူးကြုံခဲ့တယ်ရဲဘော်တွေအနေထားပြောမြင်ပြင်ရှင်းနေနေထားပေါ့အဲ့ဒါလေးတော့နည်းနည်းတော့ညဝေးကြပါ စပြီးတော့ဟိုကျွန်တော်စေးထိုးတာစဟုတ်ကိုရမရစိတ်ညစ်ပြီးညမှရေးကြောင်ပုံစံလာဘာလို့ကောင်းလဲကျွန်တော်စေးထိုးလိုက်အကိုတို့နေရာတို့ကျွန်တော်တို့ဒီမှာရှိရသူတို့ဒီကြီးကြားလိုက်ပေးတာ ਨੇ ဒါဟိုမဖြစ်ဘူးမကောင်းဘူးတကယ်ပြေရမရှိရရေးဖို့ယူမေးဖို့လိုအပ်တယ်ဒါသူရင်နေအတိုင်းလာပါလားအဲ့ဒါကျွန်တော်စေးထိုးလာတော့အဲစင်းတော့တော့ကွနော်ဖနစလီအဲစင်းတော့ဖနစလီပါလား ်ဟိုအစိုးရကြီးကကျွန်တော်မီးရင်နေဗျာအစိုးရကြီးမီးရင်နေဒါပေမဲ့ပြန်ပါနဲ့အလှမ်းဟိုနည်းနည်းဝေးနေတာရယ်နောက်သွားမီးဖို့ဟာကျွန်တော်တို့ကသွားတယ်ဒါပေမဲ့ဟိုဘက်မှာရှေ့မှာရဲဘော်တွေကသူတို့ရဲ့တောင်းနေဒီဘာနေရှိနေတော့ကျွန်တော်သွားတာသူတို့အတွက်ဟိုအနောက်ရှေ့ဖြစ်တာတော့အဲတခုခုဟိုဘောအလုတ်တောင်းပို့သွားမှာစိုးလို့ဗျာအဲ့ဒါကြောင့်မလို့နောက်ဒါပေမဲ့ကုကြီးကန်စီးထူတော့အောင်တော့ရောက်သွားစီးထူတော့အောင်တော့ကိုကိုတောင်းဝင်ကြကျတော့တောင်းမဲ့နေရာလေအခုလက်ရှိ ကျုံးနေအချိန်တိုင်းဖြစ်တယ်ဒါပေမဲ့ဒါပေမဲ့အာကျုံးကြမယ်ပေါ့ကိုရက်ဘက်ကအာတောင်းမယ်ဆိုဘယ်လိုတောင်းမယ်အခုကလည်းတောင်းတယ်ကားကြီးတို့ကကားတော့ဘေးအတားရအခုတော့ဝက်ရှော့ရအောင်ဆိုရင်အဲ့မှာသွားရအောင်သွားတဲ့တော့အကူကားနဲ့ကိုယ်ပဲဝင်သွားတာပေါ့နော်ဝင်သွားပြီးတော့ကားလေးရှိတော့နော်ကျွန်တော်နေရာတော်တော်များရောက်နေတယ်အဲ့အချိန်မှာတွေ့ရတဲ့ဒီကိုထမြက်တဲ့ဖြိုးကြီးရောပေါ့နော်ဒီ ဟိုကျွန်တော်တို့သွားရဗျာပုံမှန်ပြည်သူတွေသွားလို့ရှိရင်ကျွန်တော်ကဒီတရင်တပ်ဖွဲ့ရဲ့နောက်တန်းစခန်းနေပဲရောက်ကြတာဟိုကကျွန်တော်ရှေ့တန်းထိရောက်ခဲ့တာရှေ့တန်းထိရောက်အဲတကယ်လည်းဖြစ်တဲ့နေရာလေကျွန်တော်တနတ်တန်ဘုံတန်နေသားလေးမှာဟုတ်တယ်ကျွန်တော်ပြတဲ့နေပေါ့အဲ့ feeling လေးအဲ့အတွေ့အကြုံလေးရှေ့တန်းကရှေ့တန်းကကျတော့ဒီ resume ထိရောက်ခဲ့ရောဆိုတော့ဘာမှရှေ့မှာစစ်ကောင်းစီပဲရှေ့ရတယ်ရှင်းဆိုင်လာတဲ့နေရာမှာရှင်းဆိုင်လာတဲ့နေရာ feeling လေးကြာပြပြရအောင်ဟုတ်တော့ ဆိုတော့ကိုရိုးရဲ့ feeling လေးအဲဟိုရခုံနေပေါ့ဗျာဒီလားကိုရင်နေတော့ဒါတော်တော်ကြီးတယ်ရခုံနေကျွန်တော်ထင်တယ်ကျွန်တော်တို့ပြီးသွားလို့ရှိရင်နောက်ထပ်ငင်းနေရတဲ့ကြွာအဲဟာကျွန်တော်တို့စကားသာတက်ဆယ်ရတဲ့ကြွာပေါ့နော်ဆိုတော့အမှ support နဲ့ရှင်းဆိုင်တာ manager ဆိုင်တာဟိုအချိန်ရတော့လို့ဆိုင်ကအချိန်မီးထိသွားတယ်ထိလို့ဖြစ်သွားနိုင်တဲ့အနေထားပေါ့ကျွန်တော်တို့တိုက်တယ်ညညပဲညပဲလို့စစ်ကောင်စီကတိုးတယ် ော်တိုးတယ်တိုက်ပွဲလေးဖြစ်တယ်ဆန်းပါဘောနော်တိုးဆန်းတာမဟုတ်တိုးတာပဲအဓိကတော့ပြောွက်တီရှာပြီးဝင်တိုးတဲ့နေရာပဲဝိုင်းမင်းလည်းတကယ်ဖြစ်တယ်အာနောက်ပြီးတော့ပြောလုံးဘာမှမရှိတော့ဘောနော်ဟိုအရင်ဆုံးတော့ရင်ခုန်ဆရာကောင်းတာရောက်ရောက်ချင်းညမှာနေနော်အတန်ကြာပြီးတော့လမ်းပြီးတော့မြင်လိုက်ရတယ်ဟာမလားရောက်ရှင်ရပါတယ်เนาะဟုတ်တယ်ဟုတ်တယ်နောက်ရှင်ကဝင်းကလေးဝင်းကလေးလှမ်းလှမ်းမြင်လာရဟာဒုက္ခပဲအာအပြီးတော့ အနောက်မိမနဲ့အဲဒီခုနကလို့ရောက်သွားရောက်သွားတော့လည်းတင်ပါအတန်ကြီးကကြားနေရတာအဲဒါအတန်ကြီးကြားနေရတော့အဲအနည်းဆုံးတော့ကိုအိတ်တော့ကိုချွတ်လို့မဖြစ်ဘူးလို့မဖြစ်မနေတည်ရမယ်ဥစားလေးတော့လေးလေးတည့်ထားပြီးတော့အဲလိုတော်တော်ဟိုတော်တော်ဘယ်လိုကောင်းလဲစိတ်လှုပ်ရှားဖို့ကောင်းတယ်သိရမလားဟိုအခက်မသိရင်လမ်းထုလို့ရှင်ကြွသွားနိုင်တယ်အဲလိုမျိုးရိုက်တော့လေအဲလိုပဲဟိုဟိုဟာတွေကနေပြီးတော့ကရုံချင်းတွေကနေခေါင်းမထောင်ရင်ပြန် ပြူကြီးရတော့ဗါလေရောင်လုံးကလာဖြီးဖြီးလေးနဲ့ပြူရပြီးရောဘာလို့ရှိခဲ့ဘာလို့ရှိခဲ့ဒီတော့ကျွန်တော်ရေဘော်တွေရဲ့စကားတွေကျွန်တော်တကယ်ပြူခင်းရခဲ့ရေအင်းအာနောက်ပြီးသူတို့ရဲ့ပြောရစကားစကားဝိုင်းကျွန်တော်တင်ယူပါတယ်နော်ဟုတ်တယ်ဟုတ်တယ်တင်ယူပါတယ်ရေဘော်တူကြီးနဲ့ရေဘော်တရားနဲ့နာဒါသူတို့သူတို့ရဲ့နေရာဆိုလို့ရှိရင်လည်းအဲ့လိုလုံးဝမျက်နှာချင်းဆိုင်ထားတဲ့နေရာတွေအဲ့ဆို ဟိုသူတို့ရဲ့ဒီအရှိမရှိနေတဲ့လူတွေဖြတ်တန်းနေရတဲ့ဒီဒီခီးချမ်းပေါ်မှာသူတို့ဖြတ်တန်းနေရတဲ့ feeling တွေသူတို့ဘာဆက်လုပ်မလဲဆိုတော့အဲသူတို့ရဲ့ဟိုစိတ်တွေကိုလုံးဝဟိုအယူသားဆုံးဒါကြားရတယ်မြင်ရတယ်ကြားရတယ်အဲရဲဘော်တွေကလည်းတခုခုရှိတာเนาะကျွန်တော်တို့ဒီရိုက်ကိုကြီးလာလို့တယ်မာညာဆိုပြီးတော့အဲ့လိုဟိုတခုတကစိမ့်နေတာမျိုးရှိပြီးတော့သူတို့ကရင်းလေးလေးလုံးလေးတွေ့တွေ့နေပဲသူတွေဒီပြောပြနေတယ်ပေါ့ ဒီလုံလုံရေးစီးမပေါက်ပဲနဲ့သူတို့ရှိနေတဲ့ရှိတရားပြပြလို့ပြချင်ပြောချင်တယ်ပေါ့အတူတူအဲ့ဒါမျိုးလေးတွေ့ရသူတို့ကတော့ easy way လာတက်လာရင်ကျုံးမယ်သူတို့လည်းလုံးဆက်ဆရာလုံးမယ်ဒီ key ဘလောက်ကြမ်းကြမ်းသူတို့ဆက်သွားမယ်ဆက်ကျုံးမယ်အဲအဲ့ဒါပဲမမှုအမ်ရဲဘော်တူကြီးပြောရတော့မမှုဟွန်းအဲ့လိုဟာတူကြီးကဒီ ASEAN မှာသူကစုရတာစုရတာရေဘူးချန်ပြီးရဒါပေမဲ့ ဟိုတိုက်ပွဲတွေမှာသူအချိန်ချင်းထိတယ်ခုနောက်ဆုံးပွဲဆိုလေသူဖူဒီးစာမှန်တယ်အာပြီးရင်သူလက်ကျိုးသေးတယ်ကျွန်တော်တို့ဒီကော်ဗင်းတပတ်တာတိုက်တော့ဟာဒရုန်းနဲ့အချိန်ခံရလက်ကျိုးရတယ်ဟုတ်လားလက်ကစတီးယူထည့်တာအခုကရှေ့ရမ်းမှာအခုတက်ခွဲမှုတောင်းလို့လေပေါ့နော်အော်သူရဲ့ဒီနေရာကိုဦးစီးရတာဆိုလိုချင်တာဒီရဲဘော်တွေကစစ်မြေပြင်အတွင်းမှာရင်းကြပါဘူး ်ဟိုသူတို့ငါတို့ကလေးတွေပါလာပြောလို့မရတော့အခုချိန်ကသူကလုံးဝလုံးဘူးနော်တွေးကြုံရဲ့ချက်တွေလူကြီးကြီးလိုဖြစ်တော့နော်သူတို့ပြောတဲ့ point တွေမှာတခုသွားပြီးတော့အရန်စိတ်ထဲမှာအခုလက်ရှိတည်းဖြစ်နေအဲ့ဒါပါလဲဆိုတော့အဲသူတို့နေရာကအကုန်လုံးကဒီလူလူနဲ့ပေါ့နော်လူလူရတားပြည်လူကြီးနဲ့ရှိရဲ့နေရာမှာနေတာတော့မဟုတ်ဘူးဒါပေမဲ့စစ်ကောင်စီကဘုံကျဲလို့ရှိရင်ရတားရှင်ရဲ့နေရာကိုပဲပြစ်မှတ်ထားပြီးတော့တိုက်ခိုက် ဆိုတော့သူတို့အဲ့ဒါကိုစိတ်ခဲ့ပါเนาะအတော်လေးစိတ်ထိခိုက်ရဲ့အာပြီးတော့သူတို့အရသာပြည်သူကိုကာဝယ်ပေးခြင်းနဲ့စိတ်တားများတယ်ပေါ့နော်ပြည်သူတို့ကတော့ကာဝယ်ပေးရမယ်ဆိုတဲ့စိတ်ညာပညာရေးနဲ့ပတ်သက်လို့ကျွန်တော်တို့စကားတွေပြောပြခဲ့တယ်เนาะဟိုအကြောင်းတက်ရတယ်ကလေးကြီးအကြောင်းတက်ဖို့ကိစ္စတွေအကြောင်းတက်ဖို့အတွက်လိုရမယ့်ကိစ္စတွေဆိုတော့ဟိုရဲဘော်ကြီးကစစ်တိုက်တာတခုလည်းမဟုတ်ဘူးသူတို့တိုင်းပြည်ကိုပြန်လည်တည်ဆောက်ရေးမှာပါသူတို့လက်ရှိအချိန်မှာကသူတို့ဒါကိုလုပ်ဖို့လိုအပ်တယ်လုပ်တဲ့နေဆိုတဲ့အားမျိုး ဟိုကျွန်တော်တို့သတင်းစကားပေးခဲ့တယ်ပေါ့နော်ဆိုတော့ဒါဒီ topic ကြည့်နေတူတူလေးဆိုလဲကျွန်တော်တို့ဒီတိုက်ခိုက်ရေးပိုင်းနေမဟုတ်ဆရာတန်ရှင်ပြုတ်ကြရေးလဲကျွန်တော်တို့တိုက်ပွဲဝင်နေဆိုနောက်တစ်ချိန်လေးမှာပဲပြန်လေးပြီးဆောက်ရေးအတွက်ကိုလည်းလုပ်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ဒီအဲရေဘော်ရေအတွက်ဒီကြည်ကြီးလက်နက်ခင်းရနေမထောက်မှန်ကြီးပေးခြင်းနေရတဲ့ကိစ္စဒါပေမဲ့ဒီပြန်လဲထူထောင်ရေးအတွက်ဒုက္ခရောက်နေဒီ ဟိုအဆင်ပြေတဲ့ကီလီကကုညီပေးဖို့လိုအပ်တယ်ဆိုတော့ဒါရဲဘော်ကြီးကဟိုအချင်းချင်းခါခါပြောပါတယ်ပေါ့နော်အချင်းချင်းပြောပါတယ်ခါခါဖြစ်ဒီစနစ်ကြီးကတော့အယုတ်လက်မြက်ယွင်းနေပေါ့နော်ယွင်းနေပဲနဲ့အားလုံးကယွင်းနေတယ်ဒါဆိုဆိုလို့ရှိရင်တော့ဒီခံစားရတယ်ဘသူ့ကိုပဲထိဘသူ့ကိုပဲထိဟုတ်တယ်ကိုကြီးကစောစောနာပြောတယ်လို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဒေါ်လာရင်းလုံနေတာမှန်တယ်အဲဒါပေမဲ့ကျွန်တော်တို့ဒီတန်လေထူထောင်ရေးပေါ့နော်ပြပပြီးတော့ကြောသွားတယ်ကျွန်တော်တို့ဒီဒေါ်လာရင်းမှာ အဲအားရစရာတခုပိုကောင်းလာတော့ဗာလဲဆိုတော့ကျွန်တော်အတွေးခေါ်တော်လန်ရေးပေါ့နော်တွဲပါလာတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟိုတည်သူတွေကျွန်တော်တို့ဒီတော်လန်ရေးမှာ ပါဝင်နေသူတွေတော့အမြင်တွေအများကြီးကျယ်တယ်ကျွန်တော်တို့အတွေးခေါ်တွေအများကြီးပွင့်လင်းလာတယ်ပေါ့နော်အဲဒီအနေနဲ့ဆက်ဆက်ပြီးတော့ကြတော့လေကျွန်တော်တို့တည်သူတွေကလည်းအဒီပြည်နယ်ထူထောင်ရေးတွေမှာပါဝင်အားဖြည့်ကြဖို့ပေါ့နော်ပါဝင်အားဖြည့်ကြဖို့လိုနေပေါ့နော်ဒီခင်းချမ်းလာကဟိုတကယ်တော့အဲ့ဆက်လုံးတွေကိုကြိုက်ဆိုတော့ ဟိုတကယ်လေဒီတော်လိုင်းခီးရကျန်းတယ်ဗောနော်တော်လိုင်းခီးကျန်းတဲ့အပြင်ဟိုတော်လိုင်းကြီးထဲမှာမပါဝင်ခဲ့တဲ့သူကြီးဖြစ်ကောင်းဖြစ်နိုင်တယ်ဟိုရသားပြည်သူရှိမှာဗောနော်ဟိုဒါကိုစိတ်ရွေးချယ်ဖို့ပဲအဲဒါပေမဲ့ဒီလိုတော်လိုင်းကာလမှာကျန်းတဲ့အခြေအနေမှာသူတို့လည်းမပါဝင်ခြင်းလို့မရအောင်ရှောင်လဲနေလို့မရသူတို့ကိုယ်တိုင်ပဲဆင်းရဲဒုက္ခရောက်ကြတယ်ဟုတ်ဟောဆိုတော့အာဒီချိန်မှာအားလုံးစုစည်းဖို့လိုအပ်တယ်အားလုံးညီညွတ်နဲ့ကြွားဖို့လိုအပ်တယ် ဟောကိုနဲ့မဆိုင်ဘူးဆိုပြီးတော့နေလို့မရတဲ့ပုံစံမျိုးတော့အမှအများကြီးတွေ့ရတော့ဘူးเนาะဟုတ်တယ်အာကျွန်တော်ကကျွန်တော်တို့သိတဲ့ကျွန်တော်တို့လုံနိုင်တဲ့ဒီဥပညာတစ်ခုเนี่ยဟိုကျွန်တော်တို့လုတ်ပြီးတော့ပါဝင်နေပေါ့ဗျာဒီဥပညာတစ်ခုတော့ကောင်းတယ်ပြည်သူစီကနေဒီတိုင်းကျွန်တော်တို့လက်ဖြတ်တောင်းနေတောင်းနေရတာထက်ပေါ့လက်ဖြတ်တောင်းနေရအဓိကကျွန်တော်တို့လည်းကျွန်တော်တို့ဘက်ကနေပြီးတော့အားဆိုင်မှုလေးတစ်ခုပြည်သူပြန်ပေးခြင်းနဲ့ ဲ့တော့ကျွန်တော်တို့ကပြည်သူ့ပေးမှာတော့ကျွန်တော်ကဆေးရနေစီကြာရှုံးနေဆုလက်ဆောင်ခုပေးပြီးဒါပေမဲ့ကျွန်တော်တို့ဒီဂျားထဲမှာကျော campaign တွေလုပ်နေတဲ့တောင်းနေရကြီးပဲဖြစ်တဲ့ပုံအဲ့ဂျားထဲမှာလည်းကျွန်တော်ကပေးခြင်းတယ်ပေါ့နော်ပေးခြင်းတယ်ဆိုတဲ့အခါမှာကျွန်တော်ကပြည်သူ့ဘာပေးရမလဲစဉ်းစားတယ်အဲ့ကျွန်တော်မှပေးစရာများများဆဆလည်းမရှိဘူးမရှိတော့ကျော်ကျွန်တော်ကပြည်သူ့ကိုဒီတော်လိုင်းဂျားထဲမှာမုန်းကျက်နေတဲ့ဂျားထဲပေါ့နော်စိတ်စိတ်တွေရောလူတွေရောခုံနေတဲ့ဂျားထဲမှာကျွန်တော်ဘာလုပ်ပေးရမလဲဆိုတာအများစဉ်းစားတယ်ကျွန်တော် အဲတိုင်းဆိုလို့ရှိရင်လည်းဒီဟိုအမှုပညာနဲ့ဖြုတ်ပြရလေးရှိတုတ်တယ်။အဲဒီ acoustic live show ပေါ့နော်။အဲမျိုးအဲတကယ်လို့ရှိရင်ရောပြီးတော့ဒီဟိုတရှိမိုင်းဆိုင်ရောပေါ့နော်။အဲလိုတရှာစီစဉ်ပြီးတော့မှဒီလူကိုခဏတာစိတ်အပန်းပြေပါစီပေါ့နော်။အဲလိုမျိုးလည်းကျွန်တော်ကအဲ entertain လုပ်ပြီးရပေါ့နော်။လုပ်ပြီးပြီးတော့ကျွန်တော်ကကျွန်တော်ကျွန်တော်ပေးနိုင်တဲ့ဒါဟိုဘယ်လိုပြောရမလဲ။ဟိုမြစ်တာပဲပေါ့နော်။ကျွန်တော်ပြည်သူနဲ့ဒါအပြန်အလှန်ရှိထားတဲ့မြစ်တာပေါ့။အဲလိုမျိုးလည်းကျွန်တော်က ီရအောင်ပေးနေပေးနေကြတယ်ပေါ့နော်ဒီဟီချန်လားဆိုတဲ့နေရာမှာလည်းဒီလိုမျိုးပေါ့အဟိုကိုကြီးကဆိုတဲ့ဟိုတနေ့ကပြောပါတယ်ကျွန်တော်တို့ကဒီဒီဟီချန်လားကဟိုကျွန်တော်တို့ရဲဘော်နဲ့ပြည်သူကြားကမေတ္တာပေါင်းမှုတစ်ခုဖြစ်နေမှာဆိုတာလေကျွန်တော်တို့လည်းဒီလိုမျိုးပေါ့နော်ဒီဟီချန်လားနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဂျုံကြည့်ထားတယ်ပေါ့ကျွန်တော်တို့ဒီခီးကြလာရုပ်ရှင်ပြပွဲကိုစင်ကာပူနိုင်ငံ၊အော်စတြေးလျနိုင်ငံနဲ့ကနေဒါနိုင်ငံတွေမှာပြသဖို့စီစဉ်ထားပါတယ်။တခြားကျွန်တော်တို့တော်လန်မိဘပြည်သူတွေရှိတဲ့နိုင်ငံတွေကိုလည်း ပြသနိုင်ဖို့အတွက်ကိုရှေ့ဆက်ကြိုးစားနေပါတယ်ကျွန်တော်တို့ဒီခီးကျလာနဲ့ပတ်သက်တဲ့နိုင်ငံတကာမှာပြသသွားမယ်ရုပ်ရှင်ပြပွဲအစီအစဉ်တွေကိုဒီခီးကျလာဆိုတဲ့ Facebook page စာမျက်နှာမှာဝင်ရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာတန်းတိုင်းကိုနီးလာရတယ်ခင်ဗျဒီခီးကအရန်ကျမ်းပါတယ်ကျွန်တော်တို့အဆင်မပြေမှုတွေရှိတယ်ရန်သူကကောင်းစားလက်နိုင်နဲ့တိုက်ခိုက်နေတယ်သူကလူတည်စီနိုင်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ အရန်ပြင်ပန်းနေဒါပြင်မယ်လဲဒီကြီးကိုကျွန်တော်အဆုံးထိရအောင်အကောင်းဆုံးကြိုးစားပြီးတော့ရုံးမပြတ်ပဲရှေ့ဆက်သွားပါ